မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ကင်းပြင်းနဲ့ထိုင်းမြန်မာနယ်စပ်အနီးတားလဲဆက်တက်ဗျူဟာစကမ်းသိတိုက်ပွဲမှာစစ်ကောင်စီဘက်ကဒုတက်ရင်းမှုလွတ်မြောက်နေတဲ့အတွက် KNU ကလိုက်လံဖမ်းဆီးနေပြီးတော့အဲ့ဒီစကမ်းသိတိုက်ပွဲကဗိုလ်ကြီးအပါအဝင်စစ်သား9ဦးသေဆုံးကလက်နက်ခဲယမ်းများကိုတင်ဆက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ23ရက်နေ့ည9နာရီအချိန်မှာ KNU အုပ်ချုပ်မှုနယ်မြေထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်ရဲ့ခလိုက်ရ24နဲ့အမြောက်တပ်အမတ်3112တို့အခြေစိုက်ထားတဲ့တညာချိုးခေါ် တာလဲစစ်ဗျူဟာစခန်းကို2025ခုနှစ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်တပ် KNDO တို့ကပြန်လည်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစခန်းကိုသိမ့်ပိုက်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အမြောက်တပ်ကဗိုလ်ကြီးတအုပ်အပါဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားပြီးတော့ခလာရ24ဒုတက်ရင်းမှုကတော့ထွက်ပြေးလွတ်မြောက်နေတဲ့အတွက်တော်လိုင်းအစ်တပ်များကထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားများကိုလိုက်လံဖမ်းဆီးလျက်ရှိတယ်လို့သိရပါဗါး KNU ကပြန်လည်သိမ့်ပိုက်ထားတဲ့တာလဲစခန်းဟာ 1986ခုနှစ်မှာမြန်မာစစ်တပ်ကစတင်တိစောက်ခဲ့ပြီးတော့၎င်းတို့စတင်တိစောက်တဲ့အချိန်ကစပြီးတော့ အနီးဝန်းကျင်မှာရှိတဲ့ခြေရွာများကပြည်သူလူထုများအနေနဲ့လွတ်လပ်စွာသွာလာလုကန်ရှာဖွေစားတောက်ခွင့်များဆုံးရှုံးခဲ့ရတယ်လို့သိရပါဗါတယ်။အဲ့ဒီစခန်းကိုပြန်လည်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်အနီးနားမှာရှိတဲ့ခြေရွာများအနေနဲ့မူလအခြေအနေများအတိုင်းပြန်လည်ပြီးတော့လုကန်ရှာဖွေစားတောက်နိုင်တော့မှာဖြစ်တယ်လို့ KNU ဗဟိုကပြောဆိုထားပါတယ်။ဒီကနေ့မနေ့ပိုင်းမှာ KNU တပ်များကထိုင်းမြန်မာနယ်စပ်အနီး1ကီလိုမီတာအကွာမှာရှိတဲ့မော်ဖိုးကေစစ်တပ်စခန်းကိုလည်းစတင်တိုက်ခိုက်လျက်ရှိပြီးတော့ဒေသခံပြည်သူ414ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းတရ င်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီရဲ့ခမာယာ24တိုက်ရင်တပ်ဆွဲထားတဲ့ မော်ကဝီလေးစစ်စခန်းကို KNL ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေပြီးတော့ပြည်သူအယောက်၄၀၀ကျော်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ၁၅ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ KNB နဲ့ KNU တပ်မဟာခုနဲ့နယ်မြေအတွင်းမှာ KNL KNDO အပါအဝင်ပူးပေါင်းတပ်များကထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်ရဲ့ခမရ24တိုင်ရင်တပ်ဆွဲထားတဲ့မော်ကဝီလေးစစ်တပ်စခန်းကိုစတင်တိုက်ခိုက်ခဲ့ပြီးတော့ ဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုများကြောင့်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ကျေးရွာများကမြန်မာနိုင်ငံသား၄၁၄ဦးဟာထိုင်းနိုင်ငံဘက်ခြမ်းကိုဒီကနေ့မနက်ပိုင်းမှာထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။မေလ၁၃ရက်နေ့ညနေပိုင်းက KNU နဲ့ PDF ပူးပေါင်းတပ်များကစစ်ကောင်စီရဲ့ခမရ၂၄တိုင်ရင်ရဲ့တားလေဗျူဟာစစ်စခန်းကြီးကိုတိုက်ပိုက်ခဲ့ပြီးတဲ့နောက်မေလ15ရက်နေ့မှာထပ်မံပြီးတော့စစ်ကောင်စီရဲ့စခန်းများကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တိုက်ရဲ့တားလေဗျူဟာစခန်းကိုတိုက်ပိုက်ရမှာ စစ်သားအယောက်20ကျော်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။မေလ9ရက်နေ့မှာအချမ်းဘက်စစ်ကောင်စီရဲ့တခေါ်ပြီးခွေးစခန်းကို KNL PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မေလ23ရက်နေ့မှာတာလဲဗျူဟာစစ်စခန်းကြီးကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးတော့ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စစ်တပ်စခန်းများကို KNL တပ်မဟာခွနစ်တပ်များကဇက်တိုက်သိမ်းပိုက်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ် KNU ကမက်လ AP လနဲ့အခုမေလတွေအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူဒူစခန်းခလဲဒေးစခန်း တခေါပီခွေးစခန်းမော်ဖားသူစခန်းနဲ့တာလေစခန်းများကိုဇက်တိုက်တက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးတော့ထိုင်းမြန်မာနယ်စပ်မှာလက်ကျန်စခန်းများအနေနဲ့မော်ဖိုးကေမဲလာနဲ့နော်တရဆက်စခန်းများသာကျန်ရှိတော့တဲ့အချိန်မှာမော်ကဝီလေးစခန်းကိုပါဒီကနေ့မှာထိုးစစ်ဆင်တက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း14မြို့နယ်မှာအချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ12ရက်နေ့မွန်လွဲတနင်္လာ20မိနစ်ခန့်မှာ14မြို့နယ်မြင်းဒီကုန်းကြီးရွာနယ်စလင်းကံပြားလမ်းဆောင်အနီးအထိုင်ချတပ်ဆွဲထားတဲ့ အင်အား150ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲနဲ့ပြူစော်တီများပူးပေါင်းထားတဲ့စစ်ကြောင်းကိုချင်းအောင်ကြေးွာအနီးမြောက်ခင်မင်းမှုခရိုင်တပ်ရင်းငါတပ်စုကတော်လိုင်းရဲဘော်များကစောက်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးဟာမိုင်းထိမှန်ပြီးတော့ ွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာအချမ်းမဲ့စစ်ကောင်စီတပ်သားအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကကြီးပါတွေကိုဝင်ပြီးတော့ပြည်စည်းတွေခိုးယူတာမျိုး၊ကြက်ငတ်တွေကိုချက်ပြုတ်စားတောက်တာမျိုးတွေရှိပါတယ်။ ်နေမြေရှင်းလင်းမှုအကုန်မလုံဆောင်ရသေးတော့အပြည့်စုံတော့မသိရသေးပါဘူးပြည်သူတွေကတော့ဘေးလွရာကိုရွှေ့ပြောင်းထားပါတယ်နောက်ထပ်စစ်ကြောင်းတွေကဝင်ရောက်နေစေမလို့ပြည်သူတွေအနေနဲ့မြေပြင်ရောဝေဟင်ရောအသည့်သတိလေးတွေရှိကြပြီးတော့ပူးပေါင်းပါဝင်ကြစေချင်ပါတယ်လို့မင်းဘူးခရိုင်အမှတ်၅တိုက်ရင်ကတာဝန်ရှိသူကပြောပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်သာယာမြို့နယ်တမကုန်းအနီးမှာရှိတဲ့ချမ်းရိပ် Adidas ဖက်နက်ဆက်ရုံမှာတရက်ကိုလုံအားကတောင်းနှံထောင်ကျက်တိုးမြင့်ပေးရင်စံနာပြနေတဲ့အလုသမားများကိုဆက်ရုံဘက်ကအလုထုတ်ပြင်မယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုတာ ခွေ့မဲ့ပြက်ကွက်ဆိုပြီးတော့ပတ်မှတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစတင်ပြီးတော့အဲ့ဒီစက်ရုံမှာအလုတ္တမားများကဆန္ဒပြခဲ့ခြင်းဖြစ်ပြီးဒီကနေ့မေလ15ရက်နေ့မှာလည်းဒုတိယနေ့အဖြစ်အလုတ္တမား6000ခန့်ဟာဆန္ဒပြနေကြတယ်လို့သိရပါဗျ။အလုတ္တမားကိုယ်စားလှယ်၄ဦးကစက်ရုံနဲ့တွားရောက်ပြီးတော့ညှိနှိုင်းနေတော့လဲပြေလည်မှုမရသေးဘူးလို့သိရပါဗျ။စက်ရုံဘက်ကတိကျတဲ့အဖြေတော့မပေးသေးဘူးရှင့်။ 6လပိုင်းတရက်နေ့အထိတောင်မှသူတို့ဘက်ကညှိပေးမယ်လို့ပြောနေတော့မယ်6လပိုင်းတရက်နေ့အထိတောင်မှညှိရအောင်ပါဦးသူတို့ဘက်ကတိုးပေးရင်တောင်မှမြမတို့တောင်းဆိုတဲ့တရက်လုံအားက1000ကတော့မရဘူးလို့ပြောတယ်လို့စန္ဒပြအလုသမားတို့ကပြောပြထားပါတယ်ဒီကနေ့မှစန္ဒပြတဲ့အလုသမားတွေကတော့စက်ယုံဘက်ကညှိပေးမယ်လို့ပြောထားရတဲ့ အလုတ်ဆက်မလုတ်ပါကခွင့်မဲ့ပြက်ကွက်ဆိုပြီးတတ်မှတ်ကအလုတ်ထုတ်ပြမယ်လို့စက်ယုံဘက်ကချိန်ချောက်ပြောဆိုလာကြောင်းစာနာပြအလုတ်သမားများကသတင်းပေးဖို့ပြောကြားထားပါတယ်။တွားညိတဲ့ကိုဇက်လဲလေးဦးကိုတောင်မှဥပဒေအရရေးယူမယ်လို့ပြောလိုက်သေးတယ်။မြမတို့ကနောက်နေလဲဆက်လက်ပြီးတော့စာနာထပ်ပြအောင်မှာဆိုတော့ ခွင့်မဲ့၃ရက်ဆိုရင်အော်တိုအလုပ်ပြုတ်ဖြစ်မှာပေါ့လို့စန္ဒပြတဲ့အလုံသမားတို့ကရှင်းပြထားပါဗျ။အဲ့ဒီစက်ယုံဟာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးတော့ Adidas တစိမ့်ဖဏတ်များကိုအဓိကထုတ်လုပ်နေပြီး2014ခုနှစ်ဝင်းကျင်အချိန်ကတည်းကစက်ယုံကိုစတင်လဲပတ်ခတ်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ကညုတ်အင်းရွာကိုအချမ်းပါဆက်တကဂျက်ဖိုင်တာနဲ့ဘုံနှလုံးလာရောက်ကျဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့ည10:23မိနစ်အချိန်မှာမန္တလေးဒရုံလေတပ်ကနေတက်လာတဲ့အချမ်းပါဆက်တရဲ့ဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲချခဲ့ခြင်းဖြစ်ပြီးတော့ ဘုံများဟာမပေါက်ကွဲခဲ့တော့လဲနေအိမ်တလုံးပေါ်ကိုဘုံတဲ့တဲ့ကြရတဲ့အတွာနေအိမ်ပျက်စီးသွားတယ်လို့ဒေသခံများထံကသိရပါဗယ်ဥမြင့်သိန်းရဲ့အိမ်ပေါ်ကိုကြတာအိမ်ကတော့ပျက်စီးသွားတယ်နောက်တလုံးကဥဖိုးနေရဲ့အိမ်ရှိတ်လေကားဘေးကိုကြတာ ပြည်သူတွေပဲနေတာပါဘာတိုက်ပွဲမှလည်းမရှိပါဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဒါအပြင်ချင်းပြည်နယ်မင်းတပ်မြို့နယ်အတွင်းကိုလည်းအကြမ်းဖက်ဆက်တက်ကဂျက်ဖိုက်တာနဲ့လာရောက်ပြီးတော့ဘုံကျဲချခဲ့တယ်လို့ဒေသခံများထံကသိရပါတယ်။ဒီကနေ့မေလ15ရက်နေ့မနက်9:40မိနစ်အချိန်မှာအကြမ်းဖက်ဆက်တက်ရဲ့မိထီလာမြို့ရှမ်းတဲ့လေတက်ကနေတက်လာတဲ့တိုက်လေရင်ကမင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ချေးရွာတစ်ရွာကိုအကြောင်းမဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းဂံကောမြို့နယ်လာဖို့ချေးရွာစတင်ကြောင်းကိုအကြမ်းဖက်ဆက်ကောင်စီက 李江呢？彭姐打开看一 စာတင်ចောင်းဆောင်ဟာလုံးဝပြည့်စည်သွားတယ်လို့ရောလင်းနန်းကကိုပါကောင်းကပြောပြထားပါဗျ။မနေ့ကမေလ14ရက်နေ့ည7:24မိနစ်ကဂံဩမြို့နယ်လာဖို့ကြေးရွာစာတင်ចောင်းကိုအကြမ်းတ်စစ်ကောင်စီကဒရုန်းလေတပ်ကနေတက်လာတဲ့ MiG-29 အမျိုးအစားလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာစာတင်ចောင်းဆောင်ဟာခားလေကနေပြီးတော့ကျိုးကျပြည့်စည်သွားပြီးလူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။စာတင်ចောင်းဆောင်ခရီးစာတင်ခန်းမှခားလေကနေပြီးတော့ကျိုးကျပြည့်စည်သွားတာပါ။ဘုံးသီးဘယ်နှလုံးလောက်ချသွားလဲတော့မသိဘူး။စာတင်ចောင်းကတော့လုံးဝကိုပြည့်စည်သွားတယ်။အဲ့ဒီလာဖို့ရွာ ကဂံကောင်းမျိုးနဲ့ငားမိုင်အကွာမှာရှိတာဆိုတော့အမြဲတမ်းစစ်ပေးရှောင်နေရတဲ့ရွာတရွာပါလို့ရောလင်းနန်းကကိုဘကောင်းကရှင်းပြထားပါဗျ။အချမ်းဘတ်စစ်ကောင်းစီရဲ့လေရင်ဟာဒရုလေးစိတ်ကနေပြီးတော့ကဏီမျိုးနဲ့တောင်ဘတ်ချမ်းကိုပြန်တန်းကမင်းငယ်မျိုးနယ်ကိုဖျက်တမ်းပြီးတော့ကလေးမျိုးတောင်ပိုင်းကို၎င်းအဲ့ဒီကမှတဆင့်အနောက်ဘက်အထိပြန်တန်းကအရှိရက်ကိုပြန်လဲဝိဝိုက်ပြန်တမ်းပြီးတော့လာဖို့ခြေရွာစာတင်ချောင်းကိုဘုံကျဲသွားခဲ့တယ်လို့သိရပါဗျ။အချမ်းဘတ်စစ်တပ်ကတစ်ဖက်သက်အပြစ်ရခြေညာထားတော်လဲ ပြည်သူလူထုနေထိုင်ရာကြေးရွာများစာတင်ကျောင်းများဘာသာရေးအဆောက်အအုံများကိုပိတ်မှတ်ထားကလေကျောင်းကနေပြီးတော့ဘုံကျဲတက်ခတ်မှုများရှိလာတဲ့အတွက်ပြည်သူများအနေနဲ့လေကျောင်းရန်ကောက်ွယ်ရေးနီလန်များကိုလိုက်နာပေးကြပါရန်တော်လိုင်းအဖွဲ့စည်းများကတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်အိုးဘုံရွာကိုအကြံပတ်ဆက်တကလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့စစ်ကြောင်းထိုးစီးနှင်းခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့ပြည်သူအများစုဖမ်းဆီးခံရကထောင်ထဲချတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၄ရက်နေ့ညနေပိုင်းမှာရွှေဘုံမြို့အမှတ်၈လေးကျင်းရေးတပ်ကအင်အား၅၀ခန့်ပါတဲ့အကြံပတ်စစ်ကြောင်းဟာ မင်းကစစ်တပ်အထိုင်စခန်းကိုရောက်ရှိလာပြီးတော့ညနေ6နာရီခွဲအချိန်ကမှအိုးဘိုကြီးပါဘက်ကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာကြီးရွာအတွင်းမှာတလုံးကျရောက်ပောက်ကွဲခဲ့ပြီးတော့ကျန်တဲ့၄လုံးဟာငားကန်နဲ့လေတော်များအတွင်းကိုကျရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီလက်နက်ကြီးကြီးများထိမှန်ပြီးတော့အိုးဘိုကြီးပါကအမျိုးသမီးတအုပ်နဲ့အမျိုးသားနှစ်ဦးတို့လက်နက်ကြီးကြီးစထိမှန်ကဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များလည်းပျက်စီးသွားတယ်လို့သိရပါဗါတယ်။ အဲ့ဒီစစ်ကြောင်းဟာဒီကနေ့မေလ15ရက်နေ့မနက်ပိုင်း၄နာရီခန့်မှာတကုန်းနိုင်ကြီးရွာကိုလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်ကာဝင်းအောင်စီးနှင်းပြီးတော့ပြည်သူအများအပြားကိုဖမ်းဆီးထားကနေအိမ်များကိုစိတ်ကြိုက်ပွေနှောက်နေတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအိုးဘုံကြီးရွာ၊ကင်ပြားကြီးရွာ၊တကုန်းနိုင်ရွာနဲ့အနီးနားမှာရှိတဲ့ကြီးရွာများကထောင်ထဲချီးတဲ့ပြည်သူများဟာနှိဆက်ရာကြီးရွာများကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ကြောင်းကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာအိုးဘုံကြီးရွာတွေကိုပစ်တာ၅လုံး၊ရွာတွေကိုတစ်လုံးကြတယ် လေးလုံးကငါးကန်နေနဲ့လေဒီတဲကိုကြတာပြည်သူသုံးဦးဒဏ်ရာရသွားတယ်အခုတကုံတိုင်းကြေးပါတဲ့ကိုဝင်ရောက်စီးနေပြီးတော့ပြည်သူတွေကိုဖမ်းထားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲ 俺们家收多少粮？哪家娃子？怎么样？